ျွန်တော်တို့ယာမညာ FM ကနေနှစ်ပတ်တစ်ကြိမ်တင်ဆက်ပေးနေတဲ့ယာမညာမြင်ကွင်းရဲ့စကားဝိုင်းကနေကြိုဆိုပါရစေ။ဒီတစ်ပတ်အတွက်စကားဝိုင်းကိုတော့ဒီတော်လန်ရေးမှာအမျိုးသမီးတွေဘားကြောက်ပါဝင်တည်လဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားကြမှာဖြစ်ပါရစေ။ဒီစကားဝိုင်းမှာဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့သူတွေကတော့မော်မီတော်လန်ရေးတက် NSRS ကရဲဘော်2ဦးနဲ့ဒေါနာတက်ရင်ကရဲဘော်2ဦးတို့ကိုဖိတ်ခေါ်ထားပါရစေ။ဆိုတော့အခုဆိုလို့ရှိရင်စစ်တပ်အာဏာသိမ်းတာ၄နှစ်နီးပါးတည်းရောက်လာပြီ။ဒီအာဏာသိမ်းထားတဲ့ကာလအတွင်းမှာဒီတော်လန်ရေးမှာအမျိုးသမီးတွေပါဝင်မှုက အားနေနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ယာမညာ FN ကစစ်စင်မင်းမြန်းချက်တွေအရဒီမွန်ဒေတာအတွင်းမှာအမျိုးသမီးပါဝင်မှုက30ရာခိုင်နှုန်းလောက်တာရှိတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီတော်လန်ရေးမှာဘာကြောင့်အမျိုးသမီးတွေပါဝင်မှုအားနေရတာလဲဘယ်လိုအကြောင်းအရာတွေကအမျိုးသမီးတွေအတွက်ဒီစင်ခေါ်မှုဖြစ်စေလဲပေါ့စတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ် ဟုတ်ဆရာဆရာမတို့မင်္ဂလာပါခင်ဗျပထမဆုံးအနေနဲ့ပေါ့နော်ဆရာမတို့ရဲ့အမည်နဲ့ဘယ်တက်ရင်မှာတောင်ဝန်ထမ်းဆောင်နေလဲဆိုတာကိုမိတ်ဆက်ပေးပါဦးခင်ဗျအော်မင်္ဂလာပါရှင့်ကျွန်မကတော့ရဲဘော်မီကိုပါအမ်မဆာကဒုစိတ်မှုအနေနဲ့တောင်ဝန်ယူနေပါတယ်လောလောဆယ်လက်ရှိမှာတော့မတ်တက်ပိုင်းကနေတောင်ဝန်ယူနေပါတယ်ကျွန်မကဒုနာတက်ရင်မှာတောင်ဝန်ထမ်းဆောင်နေရဲမီခံဖြစ်ပါတယ်လက်ရှိကတော့စေပိုင်းတောင်ဝန်ယူထားပါတယ်အာမငေးရမင်္ဂလာပါကျမကတော့မွန်ပြည်တော်လှန်ရေးတပ် MSR ထဲမှာအမျိုးသမီးတပ်စုမှုမိသလညံဖြစ်ပါတယ်ရှင် အခုလက်ရှိဒီတပ်တွင်းမှာတော့မျိုးသမီး drone city တော်အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်။ကျမကတော့ donor တက်ခွက်လေး KBTF မှာ drone တက်ဖမရမ်းမိအမည်ဖြစ်ပါတယ်ရှင်။အော်အဖမဆုံးအနေနဲ့ပေါ့နော်။ဘာကြောင့်ဒီဒေါ်လာရေးထဲပါဝင်လာရလဲဆိုတာကိုအရင်ဆုံးပြောပြပေးပါလား။အော်ဟုတ်ကဲ့ဟုတ် အာလောဆက်လက်ရှိနေနေညီမတို့အခုလက်ရှိကစေကာလာရရောအာနိုင်ငံရေးချင်းနေရောညီမတို့ဘက်မှာအာတာဖူအပိုင်းလေးတွေတော့ရှိလာပြီပေါ့နော်တော်လန်ကြီးလည်း၃နှစ်ကျော်ကာလာထဲရောက်လာပြီဆိုရင်ညီမတို့တော်လန်ကြီးလည်းဘာကြောင့်ဝင်ရလဲဆိုတော့အဓိကကတော့ညီမတို့ပြည်သူတွေအားလုံးလိုချင်တောင်းတနေတဲ့အချက်ကနှစ်ချက်ပဲရှိရပေါ့ညီမတို့လည်းဒီတော်လန်ကြီးဝင်ရတဲ့အကြောင်းအရာတကယ်တကယ်ကိုစစ်ကြည့်လိုက်နှစ်ချက်ပါပဲတစ်ချက်ကတော့ရှစ်အာဆန်အာစစ်အာနာရှင်စနစ်ပြုတ်ကြရင်းနဲ့ နောက်ဒုတိယချက်ကတော့ညီမတို့အပြည်သူတွေအားလုံးလိုလားတောင်းတနေတဲ့ Federal Democracy ကိုဖော်ဆောင်မှုပေါ့နော်အာလလောဆယ်မှာညီမတို့ကအဲ့အချက်နှစ်ချက်နေနဲ့ဒေါ်လာကြီးတွေဝင်လာတယ်ဒေါ်လာကြီးကိုဆက်လုပ်ဖြစ်တယ်အာအားကြောင့်မို့လဲညီမတို့လက်နက်ကိုင်းဒေါ်လာကြီးကအခုချိန်မှာပထမဦးဆုံးဥစားပေးလောက်ရမယ်အစီအစဉ်ဖြစ်လို့ပေါ့ညီမတို့လက်နက်ကိုင်းဒေါ်လာကြီးထဲကိုရောက်လာခဲ့ပေါ့နော်โอเคရှင်ပါ ဟုတ်ကဲ့ဒီတော်လည်ရေးထဲမှာပါဝင်လာတဲ့အကြောင်းတော့ရှင်းရှင်းလေးပါပဲသူတို့ဆရာနာစင်ကိုမကြိုက်လို့ပေါ့နော် ပြီးရင်သူတို့ရဲ့အုပ်ချုပ်ပုံတွေသူတို့ရဲ့လုပ်ရက်တွေကိုမကြိုက်လို့ပါပဲအာကျမအနေနဲ့ကကြတော့ပေါ့နော်ဒီလက်နက်ကင်တော်လည်ရေးထဲရောက်တဲ့အချိန်ကာလကဒီပြောရမယ်ဆိုနှိုင်းရှင်မယ်ဆိုလို့ရှိရင်နောက်ကျတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီ နောက်ကြပြီးမှကျမဒီလက်နက်ကင်တော်လန်ရေးထဲရောက်လာတယ်။ဒီလက်နက်ကင်တော်လန်ရေးထဲကိုရောက်လာဖို့အတွက်ဒီကျမရဲ့ဝေဝါးနေမှုတွေဒီတွေ့ဝေမိန်မောနေမှုတွေကိုဖျက်ပစ်လိုက်တဲ့အရာကတော့တမတက်မီလောင်မှုဖြစ်စဉ်ဖြစ်တယ်ပေါ့နော်။အဲ့ဒီမီလောင်မှုဖြစ်စဉ်ကနေစပြီးတော့ဒီကျမဒီလူကြီးတွေပြောတဲ့အာမထိခိုက်စေခြင်းလို့ဘာညာဆိုတာကိုကျမလုံးဝလက်မခံတော့ဘူးပေါ့နော်။ဒီအတွက်ကြောင့်ကို အပြောမယ်ဆိုလို့ရှိရင်ဒီဆရာနာရှင်ရဲ့လက်အောက်မှာဆိုလို့ရှိရင်ကျမတို့တိုက်တာတွေဘလောက်ပဲစောက်ထားစောက်ထားကျမတို့ဘယ်တော့မှမတိမြင်နိုင်ဘူးပေါ့နော်မတိမြင်နိုင်ဘူးဖြစ်တဲ့အတွက်ကြောင့်ဒီဆရာနာရှင်စနစ်ကိုကျမတို့အမြစ်ဖြတ်တိုက်ထုတ်ရမယ်အမြစ်ဖြတ်တိုက်ထုတ်ရမယ်အတွက်အတွက်ကြောင့်ဘယ်နီလန်းကအာအထီးရောက်ဆုံးနီလန်းဖြစ်လဲဆိုတာကိုကျမအပြန်စဉ်းစားရပေါ့နော်စဉ်းစားတဲ့အချိန်မှာဒီလက်နက်ကင်တော်လန်တာကပဲ အမြန်ဆုံးအထီရောက်ဆုံးနီလန်ဖြစ်တယ်ဆိုတာကိုကျွန်မသွားတွေ့တယ်အဲ့ဒီအတွက်ကြောင့်လည်းဒီတခြားဟိုတုန်းကတော်လန်ရေးလောက်ခဲ့တယ်အာလောက်ခဲ့တာမျိုးရှိတယ်ပေါ့နော်အဲ့ဒါတွေကိုထားပြီးတော့လက်နက်ကင်တော်လန်ရေးတဲ့ကိုဝင်ရောက်လာခြင်းဖြစ်ပါလေရှင်ကျွန်မကတော့စစ်အာဏာရှင်စနစ်ကိုမလိုလို့တော်လန်ရေးတဲ့ကိုဝင်ခဲ့ပါတယ်နောက်ထပ်လည်းဒီအာနာရှိစနစ်ဆိုရင်အမြင့်ပြတ်ဖို့အတွက်ကိုနောက်ဆုံးထိတိုက်ပွဲဝင်သွားမယ်လို့လဲဆုံးဖြတ်ထားပါတယ်ရှင် ဒီတော်လိုင်းရေးမှာကျွန်တော်တို့စစ်တမ်းတွေအမျိုးသမီးပါဝင်မှုအားနေတာလေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အစောပိုင်းလေကျွန်တော်ပြောခဲ့တယ်ပေါ့ဆိုတော့ဒီဘာကြောင့်ဒီတော်လိုင်းရေးမှာပါဝင်မှုအားနေလဲပေါ့နော်ရှာမတို့ရဲ့ထင်မြင်ချက်ကရောဘယ်လိုရှိလဲဆိုတာရှာမအရင်ဆုံးပြောပြပေးပါလားအာညီမတို့လောလောဆယ်အခုလက်ရှိရောက်နေတဲ့အနေအထားဘယ်လိုမျိုးလဲဖြစ်လဲဆိုတော့ညီမတို့က အာ gender equality လို့ပဲပြောရမှာပေါ့ညီမတို့အာအကြောင်းစာသင်ခန်းကလေးကအစာငယ်ငယ်လေးထဲကမီယိုပလာဆွဲလာတယ်ဆိုညီမတို့ main ကလေးတွေဖြစ်တယ်ဆိုရဲဟာမျိုးနဲ့အဲငါတို့ main ကလေးဖြစ်တဲ့အတွက်ကြောင့်ငါတို့ကအားနှဲ့တယ်ဘာမှမလုပ်နိုင်ဘူးဆိုရဲဟာမျိုးနဲ့ညီမတို့ကအာနောက်အနောက်မှာหนีခဲ့ကြတယ်ပေါ့နော်တကယ်အခုလိုမျိုးဒူဒူဘေတံဘေခံနိုင်ဖို့ညီမတို့တော်ထဲမှာနေနိုင်ဖို့ မတို့ကဘယ်လိုမျိုးငါတို့ကရှင်တန်ရက်တည်နေထိုင်မလဲဆိုတဲ့စိတ်နဲ့ငါတို့ပြန်ပြီးတွေးကြတဲ့အခါမှာညီမတို့ main ကလေးတွေကငါတို့မလုံနိုင်တော့ဘူးငါတို့တွေခက်ခက်ခဲတွေမရင်ဆိုင်အောင်လောက်ဘူးဆိုပြီးတော့တွေးကြတယ်။အဲအဲ့လိုမျိုးတွေးကြတဲ့အချိန်မှာညီမတို့ main ကလေးတွေကဘာလို့မှငါတို့ဒေါ်လန်ကြီးကငါတို့ဘက်ငါတို့တောင်းမဟုတ်ဘူးယောက်ျားလေးတည်ရမလားယောက်ျားလေးတွေယောက်ျားလေးတွေဆိုတဲ့စိတ်နဲ့ဒေါ်လန်ကြီးမှငါတို့မပါဝင်လဲရတယ်ဆိုတဲ့စိတ်နဲ့အဲနဲလာတွေ့ရတယ်ပေါ့နော်။ အာအဲအကြောင်းမို့တခုပြောချင်တာညီမတို့ main ကလေးပဲဖြစ်ရောက်ကြလေးပဲဖြစ်ညီမတို့အားလုံးကပြည်သူဖြစ်တဲ့အတွက်ကြောင့်မို့ညီမတို့ပြည်သူတမိုင်းကပေးရတောင်းဝန်ညီမတို့ထမ်းဆောင်ရမယ်ညီမတို့တော်လှန်ရေးကိုကြားမတန်းတူညီညီလှုပ်ရှားမယ်ပေါ့နော်မြို့သမီးတွေပါဝင်မှုအားနည်းတာကတော့ဒီကတော့ကုခံယူချက်နဲ့ကိုပဲပေါ့နော်ဒီသူတို့ဒီတော်ရဲရဲ့နေထိုင်မှုပုံစံကိုလည်းသူတို့ကလည်းနာမသိတာလည်းဖြစ်နိုင်တယ်တချို့ဆိုရင်ဥပမာဒီဒီ main ကလေးတိုင်းတော်ရဲလာပြီဆိုရင်ဒီစစ်ပဲတိုက်ရမယ်ဆိုတော့မဟုတ်ဘူး ဒီဈေးပိုင်းဆိုလဲဈေးပိုင်းမှာအမျိုးသမီးတွေတာဝန်ယူလို့ရတယ်ဒီတက်ရည်ပိုင်းမှာဆိုလဲတက်ရည်ပိုင်းမှာ drone ပိုင်းမှာဆိုလဲ drone ပိုင်းမှာဒီနောက်ပိုင်းဆိုရင် sniper မှာအစအမျိုးသမီးတွေလည်းပါဝင်လာနိုင်ပြီပေါ့နော်ဒီတော့သူတို့ကဒီကျမတို့အမျိုးသမီးတွေတော်လဲလာလို့ရှိရင်ဒီလက်နက်ကင်လမ်းစင်မဲ့ယူရမယ်လို့ချို့တွေကအဲ့လိုမျိုးတိထားကြရပေါ့နော်ဒါပေမဲ့မဟုတ်ဘူးဒီတော်လဲလာဖို့လာပြီးဆိုရင်ကျမတို့အမျိုးသမီးတွေလုံနိုင်တဲ့အခန်းငယ်နားတွေအများကြီးရှိရဆိုတာကိုသူတို့သိကြမသိကြတာကြောက်လဲဖြစ်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့အာကျမအနေနဲ့ကတော့တွေ့တာကတော့ အာနှစ်ချက်ရှိတယ်ပေါ့နော်ဒီကျွန်မကဒီမွန်ဒေတာအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်မတို့ကမျိုးသမီးမှမဟုတ်ပေါ့နော်လူငယ်ရဲ့ပါဝင်မှုကတော်တော်လေးအားနေတယ်ဒါကလည်းဒီကျွန်မတို့ရဲ့မိခင်တော်လင်ရေးဖွဲ့စည်းနဲ့ဒီအာလူကြီးတွေရဲ့အာပြောဆိုပြောဆိုမှုတွေအကြောင်းပေါ့နော်ဒီဝါဒတွေအကြောင်းဖြစ်ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ကျွန်မအနေနဲ့မြင်မိတယ် အာနောက်တစ်ချက်ကကြတော့ဒီအမျိုးသမီးတွေဘာလို့ပါဝင်မှုအားနည်းလဲလို့ကျွန်မပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာဒီယဉ်ကျေးမှုအရာဖိနှိပ်ခံထားရတာတွေရှိတယ်ပေါ့နော်ကျွန်မတို့အမျိုးသမီးတွေဆိုလို့ရှိရင်အာပြီးလို့ရှိရင်တော့ဒီဖိုဝါဒီကြီးဆိုးတဲ့ဒီလူမှုအဖွဲ့အစည်းမှာကြီးပြင်းလာရတဲ့အတွက်ကြောင့်ဒီလိုမျိုးအာလက်နက်ကင်တော်လန်နေပြီးတော့ဒီကျွန်မတို့အာအရှိထွက်လာပြီးတော့လောက်ရဲတယ်တိုက်ရဲတယ်ဆိုတဲ့ဟာမျိုးကဒီ အမျိုးသမီးတွေနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့ပြောကြတာမျိုးရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်လဲဒီအမျိုးသမီးတွေရဲ့ပါဝင်မှုကနည်းလာတယ်လို့လဲကျမအနေနဲ့မြင်မိတယ်ပေါ့နော်ညီချင်းမှုအရဆိုလို့ရှိရင်လဲကျမတို့ကဒီအမျိုးသမီးတွေဆိုတာအိမ်မာနေသမီးချက်အာအရှင်မလို့ပြီးလို့ရှိရင်ဒီဥမာဆိုလို့ရှိရင်အလောက်ကင်အပိုင်းဆိုလို့ရှိရင်လဲဆီယာမတို့ဘာတို့ဒီလောက်ဒီဒီအပိုင်းဝိုင်းချင်းချင်းလေးတွေမှာပဲကျမတို့တွတ်တွင်ထားရတာများတယ်ပေါ့နော် တီးဟာတွေကိုကြော်လွန်ပြီးတော့ကျမတို့ကဒီတော်လိုင်းရေးထဲမှာပါဝင်ရမယ်ဥပမာဥပမာဆိုလို့ချင်းမုံရေးမှာပဲဖြစ်ဖြစ်စနိုက်ပါမှာဖြစ်ကျမတို့ယောက်ျားလေးတွေနဲ့တန်းသူတိုက်နိုင်တယ်ဆိုတာမျိုးကိုကျမတို့အမျိုးသမီးတွေအနေနဲ့မမြင်မိကြဘူးလို့ကျမအနေနဲ့ထင်မြင်မိတယ်ပေါ့နော်တီးတွက်ကြောက်လဲဒီအာပြောရမယ်ဆိုလို့ရှိရင်တော်လိုင်းရေးကိုဥပက္ခပြုတ်ပြီးတော့ဒီ အိမ်မှာပဲနေကြတာမျိုးပေါ့နော်မဟုတ်လို့ရှိရင်လည်းဒီမိသားစုအတွက်ကိုရုံးကန်ရင်းနဲ့နိုင်ငံခြားရောက်သွားတာမျိုးပေါ့နော်တော်လန်ရေးနဲ့ဝေးကွာသွားကြတဲ့လူတွေအများကြီးရှိတယ်လို့ကျွန်မအနေနဲ့မြင်မိပါတယ်ရှင့်ဟုတ်ကဲ့ဆရာပါဒီကချက်ကတော့ကျွန်မအမြင်မှာတော့မိဘတွေနဲ့နည်းနည်းဆိုင်ရယ်မိဘတွေကကိုယ်တာသမီးဆိုတော့မလှော့ကြချင်ဘူးဟုတ်တယ်ဟုတ်လားဟိုသမီးနေမနိုင်ဘူးဟုတ်လားအများပိတ်ပင်ကြတယ်မိဘတွေကသမီးမိန်းကလေးဆိုပိုပိတ်ပင်ကြတယ်အဲဆိုရင်စိုးရိမ်မှုတွေကများတယ်ဒါကြောင့်မိန်းကလေးကကိုကိုကိုလည်းအားနွယ်တယ် စိုက်တက်ခံခံမှုလည်းမရှိဘူးသူတို့မှာအဲ့လိုဆိုတော့တကယ်တော့စိုက်တက်ကို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 ပဲမြင့်တင်လို့ရတယ်ကိုကိုကိုမြင့်တင်မယ်ကိုကိုကိုအားပေးမယ်ဘယ်သူမှအားပေးလို့မရဘူးကိုစိုက်တက်ကိုပဲအားပေးလို့ရတယ်အဲ့ဆိုဒီတော်လန်ရေးရတနှစ်ကတနှစ်ကဒီက၄နှစ်ပြီးတော့မယ်ဟုတ်လားဒီ၄နှစ်ပြီးတော့မယ်ဆိုရင်ကျမအနေနဲ့တော့မိန်းကလေးကိုလည်းဖိတ်ခေါ်ချင်းတယ်အခုဆိုရင်ခုနကပြောသွားလို့ပဲအဆက်ဆက်ဆက်ရလှုပ်လို့ရနေပြီအရာတွေအများကြီးရှိနေပြီမိန်းကလေးတွေအဲ့ဒါကြောင့်ဒီတော်လန်ရေးကိုပါဝင်စေချင်တယ်မိန်းကလေးလေးကို တကယ်တမ်းကြတော့ဗျာအခုဆိုလို့ရှိရင်ဒီတော်လန်ရေးမှာရှမားတို့လည်းဒီမြေပြင်ထဲမှာတထဲဝင်ပါဝင်နေတယ်လက်ရှိအခင်းကျင်းကလည်းရှမားတို့လည်းသိနေရတယ်မြင်နေရတာပေါ့ဆိုတော့ကိုကိုလက်ရှိပေါ့နော်ဒီကိုရဲ့နေထိုင်ရာတိုင်ရင်တက်ဖွဲ့တွေထဲမှာပေါ့နော်ဒီရှင်းပြောရင်တော့ ျွန်တော်တို့ဒီအရက်ထဲကဒီဒီတော်လိုင်းရေးမှာမပါဝင်တဲ့လူတွေကလူကြီးမိဘတွေကသူတို့မြင်တဲ့တစ်ချက်ကရှိတယ်ဆိုတော့ဒီထဲမှာဗားနေမြင်တယ်ဗားနေကြားနေရဆိုတော့သူကဒီတဲမှာခွဲခြားဆက်ဆံခံရတာလို့အမျိုးသမီးဆိုလို့ရှိရင်ကိုယ်ကာယအားဖြင့်နှုတ်အားရဖြစ်စေဟိုလိမ်မိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အခြေအနေမျိုးတွေရှိတယ်ဆိုပြီးတော့အဲ့လိုမျိုးတွေဝါဒဖြတ်တဲ့အခြေအနေမျိုးတွေကြားသိရတယ်ဆိုတော့အဲ့လိုအခြေအနေတွေကြောင့်မိဘတွေကဆွေမျိုးသားချင်းတွေကသူတို့ရဲ့တားသမီးတွေကိုအဓိကတော့အမျိုးသမီးတွေကိုမလွတ်ဆင်ကြဘူး ဲ့လိုမျိုးအနေထားတွေကျွန်တော်တို့တွေ့ရတာပေါ့နော်ဆိုတော့ဒီကိုယ့်ရဲ့တက်ရင်တက်ဖွဲ့မှာရောအဲ့လိုမျိုးအခြေအနေတွေကြုံခဲ့ရတာရှိလားပြီးလို့ရှိရင်ဒီမှာရောအမျိုးသမီးတွေအတွက်ဘယ်လိုမျိုးကာကွယ်မှုပေးထားလဲဘယ်လိုမျိုးသူတို့ဟိုအကာအကွယ်မှုပေးထားလဲဆိုတဲ့အတိုင်းအတာတွေကိုယ့်တက်ရင်တက်ဖွဲ့မှာနည်းနည်းတော့ဟိုကျွန်တော်တို့ရှင်းပြပေးပါလားဟုတ်ကဲ့ဒီကျမကတော့မွန်ပြည်တော်လှန်ရေးတပ် MS တဲ့ကဖြစ်ဖြစ်ပါတယ်ပေါ့နော်ဒီကျမတို့အသက်မှာဆိုလို့ရှိရင်ဒီကာကွယ်မှုအပိုင်းကိုကျမအရင်ဆုံးပြောချင်တယ်ပေါ့နော်ကာကွယ်မှုအပိုင်းဆိုလို့ရှိရင်တော့ဒီကျမတို့အမျိုးသမီးရဲဘော်တွေရဲရဲ အာစစ်မီတွေဖြစ်တဲ့အတွက်ကြောင့်ကျမတို့မှာဆိုလို့ရှိရင်နေထိုင်မှုနေရာခင်းကျင်းကစပါဗောနော်လုံလုံချုံချုံလေးထားတာပြီးတာကိုကျမတို့တေချာလေးတွေ့ရတယ်ဗောနော်ဥမာဘားတိုက်ပဲဖြစ်ဖြစ်ဒီကျမတို့အုံပြုတဲ့နေရာဒီပြောရမယ်ဆိုရေချိုးတဲ့နေရာဖြစ်ဖြစ်ဗောနော်ဒါတွေကိုလုံးဝကာကွယ်နဲ့လုံလုံချုံချုံလေးထားတာပြီးတယ်ဒီအတွက်ကြောင့်လည်းကျမအနေနဲ့ဒီအားရတယ်ဗောနော်ဝန်တာတယ်နောက်တစ်ခုကကြတော့ဒီအာအပြစ်ပေးအေးယူတဲ့ဘိုင်းပေါ့နော်အပြစ်ပေးတဲ့ဘိုင်းကဆိုလို့ရှိရင်ဒီအကဲရွေးအမျိုးသမီးတွေကိုအာနှုတ်အားဖြင့် အာကိုတိလက်ရောက်ဥမာကိုတိလက်ရောက်ကျူးလွန်မှုတွေရှိခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီကျမတို့ကအာတက်တွင်းမှာအပြစ်ပေးတာမျိုးရှိတယ်ပေါ့နော်6ပေါက်ထဲတာမျိုးဖြစ်ဖြစ်ဒီဘလူမျိုးအပြစ်တွေကတော့အစားစားရှိတယ်ပေါ့နော်အဲ့လိုမျိုးပြစ်ပေးတာရှိတယ်နောက်တစ်ခုကအေးယူမှုပေါ့နော်အေးယူမှုကကျမနေနဲ့မြင်တာကဘာလဲဆိုတော့ဒီကျမတို့မှာနိုင်ငံရေးဥဆောင်မှုအဖွဲ့ရှိတယ်ပေါ့နော် MSFC ဝန်အမွန်ဘီဖက်ဒရယ်ကောင်စီအနေနဲ့ကျမတို့ချိတ်ဆက်ပြီးတော့လှုပ်လှုပ်တာမျိုးရှိတယ်ပေါ့နော်လှုပ်လှုပ်တာမျိုးရှိတဲ့အတွက်ကြောင့်ဒီအာတရားရေး တရားရေးဘက်ကနေပြီးတော့အရေးယူမှုတွေကိုလည်းအာနောက်ပိုင်းကြလို့ရှိရင်လုတ်သွားဖို့ရှိတယ်ပေါ့နော်အခုကတော့ကျမတို့မှာဒီလိုမျိုးဖြစ်စဉ်တွေတော့မရှိသေးဘူးပေါ့နော်ဒီလိုမျိုးတင်းတင်းကျပ်ကျပ်အရေးယူဖို့အတွက်ကရှိတယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့ကျမတို့တပ်ဖွဲ့မှာဆိုလို့ရှိရင် gender တင်နန်းတွေပေါ့နော် gender တင်နန်းတွေအာပေးဖို့လည်းရှိတယ်ပေါ့နော်ပေးဖို့လည်းရှိတယ်ဒီအတွက်ကြောင့်လည်းဒီကျမတို့အမျိုးသမီးတွေအနေနဲ့အာဒီလိုမျိုးအာပြောရမယ်ဆိုကျမတို့တပ်ဖွဲ့အနေနဲ့အမျိုးသမီးတွေကို ကာကွယ်ပေးထားတာမျိုးကတော့ရှိတယ်ပေါ့နော်ပြီးတော့ဒီအမျိုးသမီးကိစ္စပေါ့နော်ကြားမှာတန်းတူရေးမှာအာတေချာကင်တွေတာမျိုးရှိပါတယ်ရှင့်ဟုတ်ကဲ့ကျမကတော့ဒေါနာသက်ရင်အနေနဲ့ပြောမှာပေါ့နော်ဒီပထမအဆုံးမှာကြာမခွဲခြားတဲ့အပိုင်းကိုပြောမယ်ဒီကြာမခွဲခြားတဲ့အပိုင်းမှာဆိုလို့ရှိရင်ကျမတို့အတော်ရဲစားရောက်ရှင်မှာဆိုလို့ရှိရင်ဒီတနန်းပြီးတော့ဒီကိုရေဘိုးရအစဒီအမျိုးသမီးတို့အထင်သေးတယ်သူတို့ကဘယ်လောက်လုံနိုင်မှာမို့လို့လဲဘာတွေလုံနိုင်မှာမို့လို့လဲဘယ်နေရာမှာအသုံးဝင်မှာမို့လို့လဲ ဒါတွေကိုတို့ကအထင်သေးတယ်ဒီအဲ့ဒီအထင်သေးတဲ့အပေါ်မှာကျမတို့လှုပ်ပြနိုင်တယ်လို့တို့မြင်တဲ့ဟာတွေကိုတို့ဘယ်လောက်လုံးနိုင်လဲဆိုတာကိုကျမတို့ချပြတယ်ကျမတို့လုံးနိုင်လောက်တို့ကိုလှုပ်ပြခဲ့တယ်ဒီအချိန်မှာတို့ကဘယ်လိုဘယ်လိုဖြစ်လဲဆိုတော့အော်တို့အမျိုးသမီးတွေလည်းငါတို့လိုငါတို့လိုဒန်းသူနီနီလုံးနိုင်တာပဲအဲ့လိုစိတ်နဲ့မြင်လာတဲ့ခါကျတော့ကျမတို့ကိုဒန်းဒီကျမခွဲခြားတာတွေပါရင်မဆက်ဆံတော့ဘူးကျမလို့လုံးနိုင်တယ်မမလို့မလုံးနိုင်ဘူးဆိုတာကြီးကို မပြောတော့ဘူးဩငါတို့ရဲမေးတွေလည်းငါတို့လောက်နီနီလုံနိုင်တာပဲဆိုတော့စိတ်နဲ့ပဲသွားတယ်ဒီဒီနောက်ပိုင်းဆိုရင်တော့အเจ้าမခွဲချတာယူတော့မရှိတော့ပါဘူးသူလည်းလုံနိုင်တယ်လို့သူတို့ငါတို့အခုဆိုရင်ဒီနောက်ပိုင်းဆိုရင်ရှစ်ရှစ်တိုင်းပါရီဆိုရင်လည်းတော်တော်များများထွက်ခဲ့ဘူးတယ်ပေါ့နော်ဒီဒီရဲဘော်ရင်းနဲ့တူတူစစ်တိုင်းဆိုရယ်တော်တော်များများထွက်ခဲ့ဘူးတယ်ပေါ့နော်တန်းတူအကလုံးအကလုံးနီးနီးကိုဒီရိုဝမ်ထီလောက်ထိလိုက်နိုင်ခဲ့တယ်ပေါ့နော်ဒီလိမ့်ပိုင်းဆိုင်ရာနဲ့ဆိုရင်တော့ ဟိုစော်ကားမှုတွေပါလေကိုရေပေါ်အချင်းချင်းပြောတာတွေကတော့မရှိဘူးဒီဘာလို့လဲဆိုတော့ဒီတော်ထဲမှာရောက်ကြတဲ့အစားသူတို့ကတမျိုးနဲ့တမျိုးလာလာရတာမတူပေမဲ့အခုမှတွေ့ဘူးလဲဆိုပေမဲ့ဒီနေကြလာတော့ကိုရေမေတွေကိုကိုမောင်နှမညီကိုမောင်နှမလိုမျိုးတဘောထားပြီးဆက်ဆံနေဒီဘာစိတ်မှမရှိဘူးပြင်ပေါ့နော်တကယ်ဟိုညီရင်းမောင်ရင်းအဲ့လိုမျိုးတွေကိုတဘောထားပြီးတယ်ပေါ့နော်အရာရာအဲ့အဆဆရရာကိုလည်းကိုညီရိုင်းပေးနေပေါ့နော်ဒါပေမဲ့ဘယ်သူတွေကပြောလာလဲဆိုတော့ဒီစကားစဘက်ကနေဒီဘယ်လိုပြောမလဲ စစ်တပ် lobby တွေပေါ့စစ်တပ် lobby တွေပေါ့နေတို့အမျိုးတော်တယ်ရောက်တဲ့အမျိုးသမီးတွေကဒီယောက်ျားတွေအများကြီးရှိတဲ့တော်တယ်မှာဘာသွားလောက်တာလဲသူတို့တွေကဘယ်နေရာမှာတုံးဝင်မှာမို့လို့လဲဒီမျိုးသမီးတွေကသူတို့ရဲ့လိမ့်စိတ်ဖြောပြမှုအတွက်ပဲဖြစ်မှာပါအဲ့လိုမျိုးဆိုပြီးတော့အများကြီးတိုက်ခိုက်လာတာပြောရတာရှိကြတယ်ပေါ့နော်ကြုံလဲကြုံခဲရဘူးတယ်ဒီလိုမျိုးအများကြီးဖြစ်လာတဲ့ပုံမှာဆိုရင်ကျမတို့နေဖို့ထိုင်ဖို့လည်းကျမတို့ချပြခဲ့အညာဆိုရင်ဒီအမျိုးသမီးတွေကိုဘလို့ကောက်ွယ်ပေးခဲ့လဲဆိုဆိုရင်အမျိုးသမီးအဆောင်ဆိုပြီးတော့ ထားခဲ့တယ်အမျိုးသမီးဆောင်ပါမှာအဆောင်မူးတွေကိုခန့်ထားတယ်အဲ့မှာစီနက်ကနေဟိုညနေ6:00နာရီထိုးတာနဲ့အဆောင်ပြေမထွက်ရဆိုတဲ့အမိတ်တွေလည်းရှိခဲ့ဘူးတယ်ဒီလိုမျိုးတွေပေါ့နော်အကုန်တည်တည်ကြာစီစနစ်တမနစ်တောင်ဆုံးလို့မရဘူးပေါ့နော်အဆောင်ဝင်ချေရောအဲ့ဒါတွေကအစားတည်တည်ချာလုပ်ပြီးခဲ့တယ်လို့ရှင်ဟိုအမျိုးသမီးဆိုပြီးတော့လည်းဟိုနေရတတိယရှာထားပြီးတယ်ပေါ့နော်တခြားဟိုယောက်ျားလေးနဲ့ဒန်းတူမဖြစ်အောင်ပေါ့ဒန်းတူမဖြစ်အောင်ဆိုတော့ဆိုတာကဒီအမျိုးသမီးတွေလုံခြုံမှုရဖို့အတွက် နေရာထိုင်ရင်အစတတိယချာလောက်ထားပြီးရပေါ့နော်ဒါမျိုးဟုတ်ကဲ့ဟုတ်ကဲ့ကျမကတော့ဒီတောက်စုတပ်ဖွဲ့အနေနဲ့ဆိုရင်တော့ကံပေါက် KD KPDF အနေနဲ့ပြောမယ်ဆိုရင်တော့ကျမတော်လိုင်းရဲ့စဝင်လာတာ၃နှစ်ကျော်ပြီ၃နှစ်ကျော်တဲ့အချိန်မှာကျမတို့ကဒီခွဲခြားဆက်ဆံရလောမရှိဘူးပြီးတော့ဆိုရင်ယောက်ျားမိန်းမဆိုလည်းခွဲခြားတာမရှိဘူးအကောင်လုံးရေပုံတန်းပြီးသွားတယ်မင်္ဂလေးဆိုလဲမင်္ဂလေးဘာတိုက်ဆောင်ရှိသလိုအိမ်ထောင်တဲဆိုလဲအိမ်ထောင်တဲဘာတိုက်ရှိတယ်လူပြောဆောင်ဆိုလူပြောဆောင်ဘာတိုက်ရှိတယ် သူ့အနေအထားနဲ့သူ့ကတ်တက်ကိုထားပေးထားတယ်စီးကြော်လာလို့ရှိရင်အပြေးတောင်ခံရတယ်ချက်ပုတ်လေးထက်တယ်နောက်တစ်ခါရှိတော့ကျမတို့ကအခုတော်လိုင်းရေလောက်လာ၃နှစ်ကြော်ပြီဆိုတော့တနေရာနဲ့တနေရာမတူကြဘူးလာကြအတီးတရလာကြတယ်ဒါပေမဲ့မိသားစုဖြစ်သွားတယ်မောင်နှမဖြစ်သွားတယ်ကျမတို့ရဲ့ပထမမိသားစုကအပြေးမှာကြံခဲ့သွားပြီဒီတော်လိုင်းထက်ရောက်တော့ဒါဒုတိယမိသားစုဖြစ်သွားပြီဒုတိယမိသားစုဖြစ်တော့အပြင်မိသားစုကပိုကြီးချစ်ခင်တယ်ပိုကြီးလေးစားတယ်တယောက်နဲ့တယောက်ဖိမပြီးတော့ဒန်းလူသွားတယ်ဒါပေမဲ့တချို့လေကလေးလေးတွေရှိတယ်လူကြီးပိုင်းတွေရှိတယ် ဒါပေမဲ့လေးစားမှုရှိရယူတင်မှုရှိတယ်ပြောစကားကိုအကောင်နားထောင်တယ်မင်္ဂလေးဆိုလည်းအဲ့လိုပဲပြောလိုက်ရင်ပြောလို့သူရတယ်အကောင်လုံးကဒန်းတူပဲဆိုတော့သူတို့တွေပြီးရင်ကိုကိုကိုစိတ်အားမငယ်ဖို့အဓိကရေးကြည့်ရမင်္ဂလေးတွေကကိုစိုက်တဲ့ကိုမြင့်မရတယ်သူများမြင့်ပေလို့မရဘူးကိုစိုက်တဲ့နဲ့ကိုနေရင်ကိုခက်ပေါ်ပေါ်နေကိုအထင်သေးခံရမယ်ကိုကိုကိုမြင့်အောင်နေရင်သူများအထင်ကြီးတယ်ကိုကိုကိုရောင်ကြည့်ချက်ရှိရင်ဘယ်သူမှစော်ကားလို့မရဘူး ဒီတက်စုတက်ဖက်တမ်းမှာလည်းလက်ပိုက်ဆိုင်ရာရောနှောက်အားဖြစ်ရောကိုခံလာရရောဆောက်ကားတော့မရှိဘူးဒီနေ့တီချိန်တီလည်းမရှိခဲ့ဘူးနောက်ဝင်လာမဲ့အမျိုးသမီးတွေကိုလည်းဖိုက်ခေါ်ချင်တယ်အဲ့ဒါပဲပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမတို့ကျေးဇူးပါနော်ဟိုဒီဒီမှာတဆက်တယ်ပေါ့ပေါ့နော်ကျွန်တော်မေးချင်တာကဆိုတော့အခုလက်ရှိအချင်းကင်းချင်းကလည်းဆရာမတို့ကလည်းတေချာရှင်းပြပြောပြသွားတယ်ဆွေးနွေးသွားကြတယ်ဆိုတော့ ဟိုနောက်လာမဲ့ဒီတကယ်လို့ဒီတက်ဖွဲ့တွေဝင်လာခြင်းတဲ့အမျိုးသမီးတွေအတွက်သူတို့ကိုဟိုကြိုဆိုတဲ့အနေနဲ့ဒီအဲမှာလက်ရှိဖြစ်ပျက်နေတဲ့ခြေအနေတွေမရှိဘူးဆိုတာဟာကိုလည်းနည်းနည်းတော့ပြောပြပေးပါလားကျွန်မအနေနဲ့အရင်ဆုံးပြောပြပေးပါလားဟုတ်ကဲ့ကျွန်မအနေနဲ့ကတော့အခုသူတို့ဝင်လာမယ်ဆိုခဲ့ပေါ့နော် ကျွန်မတို့သူတို့နားတဲ့အောင်ပထမဆုံးအရင်ရှင်းပြမယ်သူတို့လေဘလို့နေထိုင်ရမယ်ဘလို့စားတော့ရမယ်အဲ့လိုဒီကရှင်းပြမယ်သူတို့တွေလို့ရှင်းပြလို့သဘောပေါက်သွားပြီဆိုရင်ကျွန်မတို့နဲ့အတူလက်တွေ့လို့ရပြီလက်တွေ့လို့ရရှင် တော်လန်ရေးရလက်နက်ကင်မှာတော်လန်ရေးမဟုတ်ဘူးအနောက်တန်းမှာနေပြီးနောက်တန်းပေးတဲ့တောင်းဝန်ကိုပြေပွန်အလုပ်လဲတော်လန်ရေးပဲတချို့ကပြောကြတယ်ငါတို့တော်လန်ရေးသွားရင်မလုပ်မလဲအထူးအဖြစ်တက်စုထဲဝင်ပြီးပြန်ထွက်သွားတဲ့လူတွေအများကြီးကြပြောတယ်ငါတို့ကဘာမှမလုပ်ရဘူးထမင်းတန်ဟင်းချက်တာပဲရှိတယ်ဒါပေမဲ့ထမင်းတန်ဟင်းချက်တာလဲတော်လန်ရေးပဲရဲဘော်နဲ့မကောင်းစားမကောင်းသူတို့အဝတ်စားလုပ်ပေးတာလဲရှော့ဖော့တာလဲတော်လန်ရေးပဲတစ်ဖက်ဖက်အကူညီပေးနိုင်တော်လန်ရေးပဲမင်းကလေးလေးလည်းပြောချင်တယ်အခုဆိုရင်ဒုံတက်ဖွဲတို့ ဟုတ်တယ်ဟုတ်လားဥပမာဒုံတက်ဖက်ရှိတယ်နောက်တန်းမှနေပြီးတော့နောက်တန်းမှဘုဒုံကရှေ့ရုပ်သွားတယ်နောက်တန်းမှနေမယ်ဆိုရင်ရုံပိုင်းရှိတယ်မက်တစ်ရှိတယ်ပြီးရင်ထောက်လန်းရေးရှိတယ်အတီတီအများကြီးရှိပြီအခုဆိုရင်စနေပါတွေပါရှိလာပြီသူတို့လှုပ်စေချင်တယ်ပေါင်ဝင်စေချင်တယ်မိန်းလေးတွေမှလည်းသူတို့မှလုံနိုင်တဲ့ခွန်အားလေးစွမ်းရည်လေးအများကြီးရှိတယ်ဒါပေမဲ့သူတို့ကကြောက်ရွံ့နေလားဆိုလည်းပြောမတတ်ဘူးဒါပေမဲ့ခွန်အားပေးဖို့ကျွန်တော်တို့ဖက်မှာလောခွန်အားပေးဖို့ပဲရှိတယ်လာလို့ရှိရင်လာခဲ့ ကျွန်မလည်းပဲအများအဖြစ်တငယ်ချင်းတွေပြောတယ်ကြောက်တယ်သူတို့ကကြောက်စိတ်ရှိတယ်မအေးလေးကလည်းမပေးသွားအကိုလေးလည်းမပေးသွားကြောက်စိတ်ရှိတော့ကျွန်မကပြောတယ်ကြောက်เสียမလိုဘူးငါတို့သာကြည့်ငါတို့လုံနိုင်တဲ့အစွမ်းလေးအများကြီးရှိတယ်မိန်းကလေးကအများဖြစ်တော့အားနွယ်တယ်လေအားနွယ်လို့ဆိုရင်တော့သူတို့ကမလာချင်ကြဘူးကိုကခွန်အားပေးတော့လာမယ်ဆိုဖြစ်တယ်လာလို့ရှိရင်သူတို့ဘလို့ကောက်ွယ်ပေးမလဲအခုနကကိုပြောသွားသလိုပေါ့ဘလို့ကောက်ွယ်ပေးမလဲဒီကကိုကိုကို စိတ်တက်မပြောညံ့ဖို့ကဒီကပဲကိုစိတ်တက်ပြောညံ့နေရင်တော့မရဘူးစိတ်တက်အဓိကပဲ အဲ့ဒါကြောင့်အမျိုးသမီးတွေအကောင်လုံးလည်းပတ်ဝန်းကျင်တက်တယ်လို့ကျွန်မထင်တယ်တော်လိုင်းကြီးတက်မှာဟုတ်ကဲ့ဆရာမကျေးဇူးဟုတ်ကဲ့ဆိုတော့ဒီနောက်မေကွန်တစ်ခုอ่ะဗောနော်ဆိုတော့အမျိုးသမီးတွေကိုပြောတာဗောတော်လိုင်းကြီးတွေဝင်လာမယ်ဆိုလို့ရှိရင်အမျိုးသားတွေနဲ့တန်းတူဒီစစ်တိုက်ရမယ်ရှေ့တန်းထွက်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးသူတို့ထင်မြင်ယူဆကြတယ်ဗောနော်အကျဉ်းအပြည့်တော့အဲ့လိုမျိုးနားလည်ကြတယ်တကယ်တမ်းကြတော့ကြတော့ကျွန်တော်တို့ဆရာမလည်းပြောသွားတယ်ပေါ့နော်တကယ်တမ်းကြတော့ကျွန်တော်တော်လိုင်းထဲဝင်လာပြီးဆိုဒီမှာက ိုသူတို့အတွက်ရွေးချယ်စရာတွေဘာတွေရှိမလဲဘာတွေလုပ်လို့ရမလဲဆိုတဲ့ဟာလေးအဲ့ဒီအခြေအနေလေးနည်းနည်းတော့ပြောပြပြပါဆရာမအရင်ဆုံးပြောပြပါပါဟုတ်ကဲ့ပါရှင်။ဟိုညီမတို့တော်လန်အရေးရောက်လာတဲ့အချိန်မှာညီမတို့ကိုယ်တိုင်ကလည်း main ကလေးဖြစ်တယ်။ညီမတို့ကလည်းမြေပြင်ကနေအပြင်အပြင်ပေါ့နော်။ညီမတို့ဒီမှာပြောနေကြစကားရှိတော်သေးနဲ့အပြင်လို့ပြောကြတယ်။အဲမျိုးပေါ်ကလာပြီးတော့ညီမတို့ဒီကိုမရောက်လာခင်မှာညီမတို့လည်းအမျိုးစုံစဉ်းစားခဲ့ရတယ်။ငါတို့ကဘာလုံးနိုင်မလဲပေါ့နော်။ငါတို့က ါတနက်လည်းမကင်နိုင်ဘူးစေရှေ့တန်းလည်းမထွက်နိုင်ဘူးညီမတို့ဘာလုံးနိုင်လဲဆိုပြီးစဉ်းစားကြတဲ့အချိန်မှာညီမတို့အခုတော်လန်ရေးကတော်လန်ရေးအကောင်းလာတဲ့အချိန်ရောက်သွားပြီညီမတို့အလုံးကပြင်ဆင်ပြီးတည်ဆောက်နေတဲ့ကာလဖြစ်တော့ရဲကြောင့်မို့ညီမတို့ main ကလေးနေနဲ့အများကြီးလုံပိုင်ခွင့်ရှိရဲအဲဥပမာအဖြစ်အခုဆိုလို့ရှိရင်ညီမတို့လို့ပြောရမယ်ညီမတို့ဒီကိုရောက်လာတဲ့အချိန်မှာအ ਨੇ ဆုံးလူတိုင်းလူတိုင်းအခြေခံတင်နန်းဆိုပြီးတက်ကြတယ် ဲ့အခြေခံသင်တန်းတက်တဲ့အချိန်မှာညီမတို့ကအဲစဉ်းစားခွင့်အချိန်ကြီးအများကြီးရှိတယ်။ညီမတို့အလုပ်တစ်ခုလုပ်ရင် inter intense သလိုပဲအလုပ်တင်ဆင်းသလိုပဲညီမတို့ကဘယ်ပိုင်းမှာအလုပ်ဝင်ချင်လဲဘယ်ဌာနကိုသွားချင်လဲဆိုတာအဲ့မှာတွေကတခါတည်းမိတ်ဆက်ပေးတယ်။အဲသင်ပြတယ်။အဲဥပမာညီမတို့က medic ဆိုရင်ဘာလောက်ရမလဲစေတက်တာဖြစ်ရင်ဘာလောက်ရမလဲ drone ဆိုရင်ဘယ်ထိသွားနိုင်လဲ အဲရှေ့တန်းရှေ့တန်းကဘယ်ကီလိုမီတာလောက်ထိကိုဒရုန်းဖွဲ့ရသွားရမလဲဆိုရဲအစကညီမတို့သိရတယ်ပေါ့နော်ပြီးရင်အခုနောက်ပိုင်းဆိုလို့ရှိရင်အမျိုးသမီးထောက်လန်ရေးတပ်ဖွဲ့တွေရှိလာတယ်အမျိုးသမီးစနိုက်ပါတပ်ဖွဲ့တွေနောက်ဆုံးကိုကုံပြောမယ်အာအကယ်၍ကိုကအရန် physical ပိုင်းကိုအရန်အားကောင်းလာတယ်ဆိုရင် command တို့ထိတောင်သွားလို့ရတယ်ပေါ့နော်ညီမတို့လုံနိုင်လုံနိုင်တဲ့လောက်ကိုသွားလို့ရတယ်အဲ main ကလေးဖြစ်လို့နေရဒီဖွဲ့တယ်မဝင်ရဘူးဆိုတော့ logic ကမရှိတော့ဘူးအဲ့ဒါတော့မရှိတော့အဲ့ဒါတော့တေချာတယ်ညီမတို့တက်မှလည်းမရှိသူတခြားတက်မှလည်းမရှိဘူးညီမတို့ကအအမြဲတခုခုလုံးရင်တော့ညီမတို့က80 30ဆိုရဲဟာမျိုးနဲ့တွားကြရရှိရဲယောက်ျားလေး80ဆိုမင်းကလေး30ကမဖြစ်မနေပါမယ်ဆိုရဲဟာမျိုးနဲ့တော့တွားကြရရှိရဲပေါ့နော်အာတခြားအရာကြီးအများကြီးလောက်ရတယ်အ ਨੇ ဆုံးကိုကဘာမှမလုံးနိုင်ဘူးလို့တွေးထားရင်အ ਨੇ ဆုံးတော့ကိုကတက်ရေးဆိုတဲ့ဟာမျိုးစည်ရင်းခိုင်အနေနဲ့လုပ်လို့ရတယ် အဲစရင်ခိုင်ကစရင်ခိုင်ဆိုတာအဲ့တက်ရည်အလုတ်ကိုလူတွေကစိတ်ဝင်စားကြဘူးပေါ့နော်အနောက်တမနေရပြီးလောက်ရမယ်ငါတို့ကဒီဟိုတော်လှန်ရေးလှလုတ်တာဆိုပြောတာညီမတို့ပြောကြမစစ်ပွဲတပွဲကိုညီမတို့တိုက်ချင်တယ်ဆိုရင်ဒီတိုင်းသွားလို့မရဘူးညီမတို့မှာလက်လက်နဲ့အင်အားအစလူအင်အားအစဘာကြီးလိုအပ်တယ်ဆိုတဲ့အစကတက်ရည်က main ပဲပေါ့နော်ညီမတို့တက်ရည်ရှိရင်တက်ရည်ကအရန်အားကောင်းလာရင်ညီမတို့စစ်ပွဲတပွဲကို အရန်အားသာချက်တွေအများကြီးပေးနိုင်တယ်ပေါ့နော်အားကြောင့်မိန်းကလေးတွေကိုအာမိန်းကလေးတွေပါဝင်လို့ရတဲ့နေရာတွေကအလုံးပဲပါဝင်လို့ရနောက်ဆုံးတည်ရင်မှုဖြစ်ချင်လာရတယ်တည်ရင်မှုလုံနိုင်ရင်လုံနိုင်တဲ့လောက်ကိုတာသွားပြီးတော့ဖြစ်ခွင့်ရှိပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဒီကျမတို့တော်တဲ့စားရောက်ခြင်းအာနာသိဝီချင်းဒီ PDF ဆိုပြီးတော့စားပေါ်ပေါက်လာတဲ့ချိန်တော့ဒီတော်တဲ့ဆက်ဆက်ချင်းရောက်လာတဲ့မိန်းကလေးဆိုရင်အများကြီးပင်ပန်းခဲကြရပေါ့နော်ဒီနေရာတို့ဟို ခဏခဏအဲ့လိုဆိုရင်တော့အများကြီးခက်ခဲပဲမှန်ကြတယ်တိဆောက်ပုံဒီနေထိုင်ဖို့ကအစားစားတော့ဖို့စိုက်ဒီနေရမယ့်ဒီရွာအကြီးရွာခလုံးရမယ့်နေရာတွေအစားပေါ့နော်ဒီအများကြီးပဲခက်ခဲတော်တော်လေးကိုခက်ခဲပင်ပန်းခဲကြရတယ်ဒီနောက်ပိုင်း၃နှစ်ကျော်ဒီခု၄နှစ်နေပါပြည့်တဲ့ခါကျမှတော့အများကြီးတိုးတက်လာတယ်ပေါ့နော်ဒီအញ្ញဆိုရင်ဒီမိန်ကလေးတွေခက်ခက်ခဲနေခဲ့ရတယ်ပခက်တစ်လုံးနဲ့တော်တယ်မှာအိတ်ခဲရတယ်အဲ့ဒါတွေအများကြီးကြုံတွေ့ခဲ့ရတယ်ပေါ့နော် ဒါပေမဲ့ဒီ၃နှစ်ကျော်လေးနှစ်အတွင်းတော့အများကြီးပြောင်းလဲလာပြီးအရင်လိုအဲ့လိုမျိုးကြီးလည်းနေရတော့မှမဟုတ်တော့ဘူးပေါ့ဒါပေမဲ့နည်းနည်းတော့ပြင်မဲ့မယ်ခက်ခဲလိမ့်မယ်ဒီနောက်ပိုင်းဝင်လာမယ့်မျိုးသမီးလေးဆိုရင်ပေါ့နော်အများကြီးရွေးချယ်စရာရှိတယ်တကယ်လို့ကိုကဘယ်လောက်ထိလုံနိုင်လဲလုံနိုင်တဲ့ပုံမှာလည်းမူတည်ကြည့်တယ်အခုတချို့မျိုးသမီးတွေဆိုရင်ဒီထက်မကလုံနိုင်တာအများစုကွန်မန်ဒိုတွေကအဆလုံနိုင်တဲ့မျိုးသမီးတွေအများကြီးတွေ့ရတယ်ပေါ့နော်ဒီနောက်ပိုင်းမှာဆိုကျမတို့မှာရွေးချယ်စရာအများကြီးရှိတယ်မက်ဒစ်အစေးပိုင်းသွားမလား ဒီတရေပိုင်းသွားမလားဒီ drone ပိုင်းသွားမလား sniper rico ဆက်တွေ့ရအကုန်စုရှိနေပြီပေါ့နော်အဲ့မှာကိုကြိုက်တဲ့ကိုဝါသနာပါတဲ့ပိုင်းကိုလုံးနိုင်တဲ့အပိုင်းဆိုပြီးတော့အကုန်ကြိုက်သွားလို့ရပြီပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါကျွန်မနောက်ဆုံးအနေနဲ့ပေါ့နော်ဆိုဒီတော်လန်ရေးမှာအမျိုးသမီးတွေဘာကြောင့်ပါဝင်တည်လဲပေါ့နော်အဲ့ဒါကြတော့ဟိုဆ iam အနေနဲ့ရင်ဆပြပါလားဟုတ်ကဲ့ကျွန်မအမြင်တော့မင်္ဂလေးတိုင်းနဲ့ asset တက်အလုပ်တွေများပြားလာပြီးလုံးနိုင်တဲ့အခြေချင်းလည်းအများကြီးရှိတယ် အဲ့ဒါကြောင့်မိန်းကလေးလေးအကောလုံးအကောလုံးပဲပြောလိုက်တော့မှာတော်လန်ရေးကိုပေါဝင်တည်တယ်လို့ကျွန်မမြင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါရှာမဟုတ်ကဲ့ကျွန်မအနေနဲ့ကတော့ဒီတော်လန်ရေးမှာကျွန်မတို့အမျိုးသမီးတွေနဲ့မပါမဖြစ်ပါဝင်ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီကျွန်မတို့အမျိုးသမီးတွေနေနဲ့ဒီတော်လန်ရေး တော်လန်ရေးတာရောက်ရအောင်ပေါ့နော်ဒီကျမတို့အများဆုံးခီးရောက်အောင်တွန်းပို့နိုင်တဲ့စွမ်းအားတွေစွမ်းအင်တွေအများကြီးရှိတာကိုကျမအနေနဲ့ယုံကြည်ပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီတော်လန်ရေးဆရာနာရှင်ပြုတ်ကြရေးနဲ့အတူကျမတို့အမျိုးသမီးတွေအနေနဲ့ဒီဒန်းတူညီမကြီးပေါ့နော်ဒီကျမတို့အမျိုးသားတွေနဲ့ဒန်းတူလုံနိုင်အာလုတ်ကင်နိုင်ရှိတယ်ဆိုတာကိုဒီကျမတို့ဒီအာရှေ့တဲမှာပြောရင်ဒီအာဆရာနာရှင်ကိုတိုက်ထုံရင်းနဲ့ကျမတို့တပါတယ် တော်လှန်ရမှာဖြစ်တယ်ပေါ့နော်ဒီဖိုဝါဒီကြီးဆိုးတဲ့လူမှုဖွဲ့စည်းကိုလည်းကျမတို့တော်လှန်ရမှာဖြစ်တယ်တိတွက်ကြောက်ဒီတော်လှန်ရေးຫນွေဥတော်လှန်ရေးကနေအစားပြုပြီးတော့ဒီကျမတို့ပုံမကောင်းမွန်တဲ့လူမှုဖွဲ့စည်းဖြစ်တဲ့အထီကိုကျမတို့အမျိုးသမီးတွေနဲ့ဘလောက်ထိလုံနိုင်ရရှိတယ်ဆိုတာကိုကျမတို့ဒီတော်လှန်တော်လှန်ရေးမှာတက်တည်ပြရမှာဖြစ်တယ်အဲ့ဒီတွက်ကြောက်လည်းဒီတော်လှန်ရေးမှာအမျိုးသမီးတွေနဲ့အာပါဝင်ပေးကြပါပြီးတော့ဒီကျမတို့အမျိုးသမီးတွေအနေနဲ့အများကြီးဘက်ဆောင် ုံးပြီးတော့လုံနိုင်ကိုင်းရှိတယ်ဆိုတာကိုလည်းဒီကျမတို့အနေနဲ့တက်တည်ပြရမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ကျေးဇူးပါ။အော်ဟုတ်ညီမအနေနဲ့ကတော့အမျိုးသမီးတွေအားလုံးကိုပါဝင်စေချင်တယ်။အဲပြန်ပြီးတော့ညီမတို့ data အရပြန်ပြီးတွက်ကြည့်လို့ရှိရင်လည်းညီမတို့မြန်မာနိုင်ငံရဲ့လူဦးရေ သုံးပုံပုံနှစ်ပုံလောက်ကအမျိုးသမီးလူဦးရေပေါ့နော်အမျိုးသမီးလူဦးရေဆိုတော့ညီမတို့ကတော်လန်ကြီးတဲ့ကိုအများကြီးရောက်လာမယ်ဆိုရင်ညီမတို့လိုချင်တဲ့ပန်းတိုင်းကိုရှော့ရှော့ရှူသွားလို့ရမယ်ညီမတို့ပို့ပြီးတော့တထောက်တရံတထောက်တနေရနေပို့ပြီးတော့ပါဝင်ပေးလို့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ညီမတို့အာအဲဟိုလုပ်လုပ်ငန်းကိုင်ငန်းကြီးလည်းပြောပြရတယ်ညီမတို့အမျိုးသမီးတွေရောက်လာလို့ရှိရင်ဘယ်နေရ အစပေါ့နော်အလုံးလို့ရတယ်ဆိုတာလည်းပြောပြသွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့အမျိုးသမီးအနေနဲ့စိတ်ချလက်ချတော်တော်လန်ကြီးထဲကိုပါဝင်လာလို့ရပါတယ်ပြီးရင်ညီမတို့တွေကအနေဦးတော်လန်ကြီးပါနော်နေဦးတော်လန်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့ရှေ့အဲရှေ့ကအရှေ့ကတော်လန်ကြီးတွေလိုမျိုးခက်ခဲကြမ်းတမ်းပင်ပန်းမှုဆိုတာကညီမတို့ဒီနေဦးတော်လန်ကြီးကပါမွားပါပဲညီမတို့မျိုးသမီးတွေလည်းတထောက်တအတထောက်တနေရကနေပါဝင်လို့ရတဲ့အတွက်ကြောင့်မို့အလုံးဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာမဟုတ် အခုဒါတွေဆွေးနွေးရတာကတော့ဒီဒီစကားဝိုင်းမှာဆိုတော့ဒီဒီဒီတော်လန်ရေးမှာဘာကြောင့်အမျိုးသမီးတွေပါဝင်တည်လဲဒီဒီတော်လန်ရေးမှာပေါ့နော်အမျိုးသမီးရဲ့ပါဝင်မှုကအားနည်းနေတာဘာကြောင့်ဖြစ်လဲပေါ့နော်ဒီသူတို့အတွက်ကအစိန်ကုန်မှုကဘာလဲအဲ့ဒါတွေကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးသွားကြတာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ